Ferguson ဂျာဂျင်ကလော့ပ်တို့ရဲ့အနိုင်နဲ့ပိုင်းလာရောင်ကျွန်တော်တို့လည်းအရွယ်ရောက်ပြီဆိုကိုနီကိုဟန်နဲ့ဘဝနေနည်းတွေရှာခဲ့တာပဲအဲ့ဒီဟန်ဘန်မှာဆွေးမြဲတယ်လောကကြီးနဲ့ပို့တိုက်ရပုံတွေတစ်ခုမဟုတ်တစ်ခုမှာ အတိုးလျှော့တော့နည်းနည်းရှိနိုင်တယ်အမားပြင်ဆင်ချက်တွေရှိခဲ့တယ်ဖြည့်ဆွက်ချက်တွေလိုက်လာတယ် ကိုရိုးရာကိုထိခိုက်မခံမိမဲ့ငါသာအမှန်ငါသာရိုးဖြောင့်ဖြူစင်တော်လို့လေနံဓာတ်ထိပ်အိမ်မက်တွေမမတ်ခဲ့ဘူးနိုင်ရန်တွေပေါ်မှာလဲတချောင်းနဲ့ရေးခဲ့တာပေါ့အနိုင်နဲ့ပိုင်းဒါပါပဲတချိန်တည်းမှာနေပဲတစ်ခုစီကစာကြုပ်စာတန်းတစ်ခုစီကကြေယောင်လာရောင်အသေးရီစီကအနိုင်နဲ့ပိုင်းပြီးထွက်ခွာနိုင်ရမယ်ဇလုံးနေရောထူးမှာမလို့လားဆိုတာကတီးတန့်ဖိုင်တွဲတစ်ခုပါအရေးကြီးတာကအနိုင်နဲ့ပိုင်းရမယ် အနိုင်နဲ့ပိုင်းရမယ့်အချိန်ကိုပါနတ်စွာသိရှိရမယ်။ဒေါ်လာဘီလို့သတင်းပို့လိုက်အရာကိုအလေးနက်လိုက်နာနိုင်တဲ့ပြတ်သားခြင်းနဲ့ရှိရမယ်။ကိုဆရာတို့ဖာဂီကြီးကအနိုင်နဲ့ပိုင်းသွားတာပါပဲ။ဒါကသူ့ရဲ့လွတ်လပ်သောမြင်းပွဲများစီလဲဖြစ်ခြင်းဖြစ်။ဒါမှမဟုတ်သူ့အတင်းရဲ့ဒိန်ညိုရီအုံမိုင်းမဲ့ယာတီကိုကြိုဖတ်နိုင်ခဲ့တာလဲဖြစ်ခြင်းဖြစ်မယ်။သူနာဘီလို့ဆုံးဖြတ်လိုက်တာဟာသူ့ရဲ့အနိုင်နဲ့ပိုင်းကြီးညာစာတဲမယ်။ သူသာဆက်ရှိနေရင်မိုင်ုံဒီလောက်မောင်းသွားလိမ့်မယ်မထင်ဘူးဆိုတာကျွန်တော်တို့ဘက်ကအကောင်းမြင်ကြတာဖြစ်ချင်းဖြစ်မယ်သူကိုယ်တိုင်ကတော့ငါရေးခဲ့တဲ့သမိုင်းငါလက်မှာ ပြန်မရိုင်းစေရလို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါလိမ့်ဘာနေနေဘိုးတော်ကတော့တန်အောင်စင်မပြတ်ဘူးပေါ့လေမိုင်ုံပွဲကြည့်စင်ပေါ်မှာအမြဲလိုရှိနေတတ်သူထက်ပြတ်သားသောအနိုင်နဲ့ပိုင်းသူတယောက်ဆိုရင်ကျွန်တော်တို့ဂျာဂျင်ကလော့ကိုရွေးမယ်သူကဖာဂီလိုပဲသူ့အသင်းရဲ့နေညိုချိန်အတွေးကိုရခဲ့သေးလားကျွန်တော်မပြောတတ်ပါဘူး ဖာဂီတုံးကသူမရှိတဲ့ຢာတီကားဆလို့ခုထက်တိုင်ပေါ့လီပရီးမီးယားလိဖလားနဲ့ဝေးသွားတဲ့အခါများဇက်တိုက်ပဲလီဗာပူးမှာကကလော့နားတော့စလော့နဲ့လည်းဖြစ်ခဲ့ပါလေဒါကြောင့်ဤသင်းတွင်ကြားရိပ်မြင်သည်ရင်နာစွာနဲ့လမ်းခွဲလိုက်လို့ဖာဂီလိုအဆုံးဖြတ်မျိုးမဟုတ်ဘူးတော့များပါလေအဲလားတဲ့တချိန်လုံးကသူ့ရဲ့ပန်းနှုတ်ရောင်သူမအခုတော့မရှိမဖြစ်မဟေသည်အဲ့ဒီအဲလားအတွက် အချိန်ပေးဖို့လိုပါတဲ့ပြီးတော့သူ့မြီးလေးတွေနဲ့ကစားဖို့မြို့တွေ နိုင်ငံတွေရဲ့အလှတရားကိုလွတ်လွတ်လပ်လပ်ခံစားဖို့ဒါတွေပြင်25နှစ်လောက်ကင်းကွာနေတဲ့နေတူဝအသေးဖွဲလေးတွေကိုတံပိုးထားလှုပ်ဆောင်ဖို့သူနားခဲ့ရတာဖြစ်ကြောင်းသူကဖွင့်ဟဝန်ခံလိုက်ပါတယ်။သူဟာအလုပ်ကိုလိုအပ်တာထက်စွဲလန်းခဲ့တယ်။ဘောလုံးပွဲတွေကိုတမျောတခေါ်သုံးသပ်ကင်တွင်နေသူဟာအပြင်ကဘာမှာတော့ဘာကိုမှထိဆန်းခြင်းပိုင်ဆိုင်ခြင်းတွေမရရှိခဲ့ပါဘူးတဲ့။သူဟာ25နှစ်တွင်ရုပ်ရှင်ုံတဲ့၄ခါပဲရောက်ခဲ့တဲ့ ါပေမဲ့အဲ့ဒီ၄ကလုံးဟာပြီးခဲ့တဲ့နှစ်လအတွင်းမှာဖြစ်ခဲ့တယ်လို့သူ့ရဲ့လင်းပွင့်နေတဲ့အတန်းကိုကျွန်တော်တို့ကြားခဲ့ရတာပေါ့ဒါပြင်အဲ့ဒီနှစ်တွေမှာမင်္ဂလာဆောင်လဲနှစ်ခါပဲရောက်ခဲ့တယ်တစ်ချိန်ကသူကိုယ်တိုင်မင်္ဂလာဆောင်လို့နောက်တစ်ချိန်ကရုပ်ရှင်ုံကိစ္စလို့ပဲပြီးခဲ့တဲ့နှစ်လအတွင်းကပါလို့ပြောဆိုလိုက်ပါသေးတယ်သူကဖာဂီထက်အပြင်လူဆန်ခဲ့တယ်ပြတ်သားတဲ့တကူစားတရားဓမ္မရှိခဲ့တယ်ဒီလိုအားယူခဲ့တဲ့အချိန်တွေမှာလီဗာပူးကစားမဲ့နေ့ပဲငါကြီးမှဖြစ်မှာပဲလို့ တခါမှမတွေးခဲ့မိဘူးဆိုပါရယ်ဒါဟာတန်ရုံးစင်ကိုအကြောင်းပြုပြီးဖြစ်ရတဲ့နုံမယ်လိုအပ်တဲ့ထင်လို့ထားခဲ့ပြီးမှတနွယ်ငင်ဇက်ဝင်ကန်းတွေစိုက်ရိုက်နေမိသူသာအရှုံးမယ်ကလော့ဖာအဲ့ဒီလို တွေးခေါ်ခဲ့ပုံရပါရယ်ဒါပေမဲ့အဲ့ဒီလိုအေးဆက်နေမှုကြီးကိုအတ္တမလှုပ်ယူနေဖို့မအပ်တာကိုလည်းသူက သိခဲ့ပါရယ်လီဗာပူးကစားတဲ့ပွဲ highlight လေးတွေတော့ကြည့်ပြပါတည်းဒါကြောင့်လဲအာနီစလိုဟာအောင်မြင်သူပါသူလုံးနိုင်တာတွေမြင်နေရပါတယ် ခုနောက်ပိုင်းပွဲတွေနည်းနည်းယိုင်လာပြီမဲ့လီဗာပူးကလမ်းကြောင်းပေါ်မှာရှိနေသေးပဲလို့သူသုံးသပ်နိုင်ခဲ့တာပေါ့ကျွန်တော်ကအာနီစလော့ကိုညိုညင်တဲ့စိတ်တစ်ကြိမ်တစ်ခါမှဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ဘူးပါဘူးအသိန်းတင်းရဲ့အနာဂတ်အလံတော်ကိုဒီလိုပဲတယောက်ပြီးတယောက်လက်ဆင့်ကမ်းလွှဲပြောင်းရယူကြရတာပဲဒါပေမဲ့လီဗာပူးမှာဂျာနင်ကလော့ပ်ရှိစဉ်ကလို့လုံခြုံနေတဲ့ခံစားမှုမျိုးပြန်မရတော့ပါဘူးကျွန်တော်တို့အားလုံးဟာသူ့မျက်မှန်ကြီးတဲ့ကပြန်ထွက်လာတဲ့ဂျိုးကြာတွေကိုကြည်ငေးခဲ့ဘူးပျော်ရွှင်ခဲ့ကြဘူးပြီပေါ့ အဲ့ဒီတုန်းကတော်လှန်သောဂျိုးကြလည်းဖြစ်တယ်။မိုင်းထောင်ကြီးခီးစင်တွေရဲ့အစလည်းဖြစ်တယ်။ပွဲပြီးလို့ကစားမတွေကို ပွေဖက်ပြီးသူရင်ပေါ်တဲ့အခါလီဗာပူးပရိသတ်ဖြစ်ရခြင်းပေါ်ကျင်းတဲ့နေတတ်ခဲ့ပုံတွေအခုပြန်မရတော့ပါဘူး။နီးပြလောကတွေကိုပြန်မလာတော့ဘူးလားလို့သူ့ကိုမေကွန်းထုတ်ကြတယ်။ဒါသူ့အတွက်အဖြေမရှိခဲ့ဘူးလို့မိတ်ဆွေကြီးကဆိုပါတယ်။နောက်9နှစ်10နှစ်မှာဘာတွေဖြစ်မလဲကျွန်တော်မသိနိုင်ပါဘူး။ဒါမဲ့အခုတော့ကျွန်တော်သဘောထားပြောင်းလဲဖို့အစီအစဉ်မရှိသေးပါဘူးလို့ ။တဆက်သေးမှာကြီးညာလိုက်ပါသေးတယ်။ဘယ်လိုတွေတောင်လှပလိုက်တဲ့ဘဝနေနည်းတစ်ခုလဲ။ကျွန်တော်တို့သူ့လိုပြတ်သားနိုင်ပါမလား။မသေးကြကလေးကိုဘဝကိုအခုလိုမျိုးကြာကြာနာနာစီရင်သွားပုံကတိတ်အားကြဖို့ကောင်းပါလေ။ပြန်မဆုံနိုင်တော့ဘူးဆိုမှပိုလွမ်းရတဲ့အကြောင်းပဲ။သူက အနိုင်နယ်ပိုင်းလာရောက်ကြီးဖြစ်ပြီးကျွန်တော်ကအင်မတန်တွေ့ဝေသောအန်ဂျယ်မင်းသာဖြစ်ပါလေ။ thank you